အားလုံးမင်္ဂလာပါ PK Smart Tutorial မှာကျေးဇူးပါတယ်ဒီနေ့ကျွန်တော်ပြောပြပေးမယ့်အကြောင်းအရာကတော့ကျွန်တော်တို့ InShot Video Editing Application မှာပေါ့เนาะကျွန်တော်တို့ဒီမြန်မာစာ Formula လေးတွေကိုဘယ်လိုထည့်ပြီးတော့မှာအသုံးပြုရမလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်ဒီ InShot Application ကကျွန်တော်တို့အာ Video Creating လုပ်နေတဲ့သူတွေပဲဖြစ်ဖြစ်ပေါ့เนาะဒါမှမဟုတ်ကျွန်တော်တို့ဒီ social media မှာပေါ့ကျွန်တော်တို့ဒီပုံလေးတွေအလားတင်ရင်လို့ပဲဖြစ်ဖြစ်ကျွန်တော်ပုံလေးပေါ်မှာစာရေးမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ မြန်မာစာဖောင့်အလလေးတွေပေါ့နော်အဲ့ဒီကောင်းလေးတွေကိုဘယ်လိုထည့်ရမလဲဆိုတာပြပြပြီးသွားမှာဖြစ်ပါတယ်စီစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe နဲ့ like and share လေးလုပ်ပေးတော့ဖို့တောင်းဆိုပါတယ်ဆိုတော့ video လေးကိုစလိုက်ကြရအောင်အရင်ဆုံးကျွန်တော်တို့ကဒီ InShot application တွေကိုမုံဝင်ခင်မှာကျွန်တော်တို့က download ဆိုတဲ့အနောက်ခုရှိပါတယ်အရင်ဆုံး Play Store တွေကိုသွားလိုက်ပါပြန်ရကျွန်တော်တို့ဒီမှာကျွန်တော်တို့ရာဆိုဆိုမှရိုက်လိုက်ပါတော့အဒီကောင်လေးပေါ့နော် ဒီကောင်လေးကိုအရင်ဆုံးတောင်းလို့ဆွဲထားလိုက်ပါပြီးရင်ကျွန်တော်တို့က Chrome browser လေးကိုသွားလိုက်ပါ Mozilla က Chrome browser မရှိလဲကျွန်တော်တို့ browser တစ်ခုခုလည်းသွားလိုက်ပါပြီးရင်ဒီမှာကျွန်တော်တို့ကမြန်မာ font အလားဆိုလိုမှာရိုက်ရှာလိုက်ပါတော့ဒီမြန်မာ font အလားပေါ့နော်အဲ့လိုရိုက်ရှာလိုက်ရင်ဒီကိဒီရလေးကြာလာမှာပေါ့နော်ဒီကောင်လေးပါမြန်မာ font လာများစုပဲပေါ့နော်ဒီကောင်လေးပါအဲကျွန်တော် description မှာလည်းကျွန်တော်ဒီဒီ link လေးကိုချထားပေးပါမယ် ြီးရင်ကျွန်တော်တို့ကအဲ့ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်မယ်။ Okay ဒီထဲကိုရောက်သွားရင်ကျွန်တော်တို့ကအပေါ်နေနေတွန်းတင်လိုက်ပါတော့။ download ပြုလုပ်ရင်ဆိုလည်းပေးရနှိပ်ပါဆိုတာလေးပေါ့နော်ဒီကောင်လေးပါအဲ့ဒီကောင်လေးကိုတစ်ချက် click လိုက်မယ်နှိပ်လိုက်မယ်။โอเค ဒီနေရာရောက်သွားလို့ရှိရင်ကျွန်တော်တို့ဒီအပေါ်နားလေးอ่ะဗောနော်ဒီမြားလေးကိုနေလိုက်ပါဒေါင်းလုဒ်ဆွဲလိုက်ပါကျွန်တော်ကတော့ဒေါင်းလုဒ်ဆွဲပြီးသားမလို့ဒေါင်းလုဒ်ဆွဲမရတော့ပါဘူးเนาะโอเคပြီးရင်ကျွန်တော်တို့ဒီကနေပြီးတော့မထွက်လိုက်ပါထွက်ပြီးရင်ကျွန်တော်တို့ကဒီအဲဒီဗောနော်ကျွန်တော်ဖိုင်မန်နေဂျာလေးကိုသွားပြီးတော့မှဒီကျွန်တော်တို့ခဏနေရာဒေါင်းလုဒ်ဆွဲထားတဲ့ဟာလေးရဲ့ location ကိုသွားကြည့်မှာဖြစ်ပါတယ် ကဲတွေ့ပြီဆိုလို့ရှင်အဲ့ကောင်လေးတစ်ချက်နေလိုက်ပြီးရင်ကျွန်တော်ခဏနေရာ download ဆွဲထားတဲ့ application လေးကိုနေလိုက်ပါဒီကောင်လေးတွေကို allow လုပ်ပေးလိုက်ပါပြီးရင်ဒီကောင် dismiss ဆိုတာလေးကိုရွေးပေးလိုက်ပါပြီးရင်ကျွန်တော်ကဒီအပေါ်ကောင်တော့ unicode ပေါ့နော်အပေါ်ကောင်တော့ sorry sorry code ပါကျွန်တော်နောက်ခုစလုံးကိုအမှန်ကြီးလေးချက်ပေးမယ်ချက်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီ extra လုပ်လိုက်မယ်ပေါ့နော် โอเคဒီနေရာရောက်လို့ရှိရင်ကျွန်တော်တို့ကဘယ်နေရာကို extract လုပ်မှလဲဆိုတော့ဒီ browse ဆိုတာလေးပေါ့เนาะ account လေးကိုရွေးလိုက်ပါရွေးပြီးကျွန်တော်ကတော့ဒီလိုလိုကူကူဒီစာပြားလေးမှာပဲကျွန်တော် extract လုပ်လိုက်မယ်เนาะပြီးရင် okay လေးကို set ပြီးတော့နေလိုက်ပါ okay ဒါဆိုလို့ရှိရင် extract လုပ်နေဖြစ်ပါတယ်โอเคဒါဆိုလို့ရှိရင်ပြည့်သွားပါပြီเนาะ ော့ခဏနေရနှစ်ခုဒီမှာရောက်သွားပြီပြီးရင်ကျွန်တော်ဘက်ကလေးနဲ့ပြန်ထွက်မယ်ပြီးရင်ကျွန်တော် InShot application နဲ့ကိုသွားမယ်နော် Okay InShot application နဲ့ကိုရောက်ရင်ကျွန်တော်ကဒီဖောင်ပြမှာဖြစ်တဲ့ဒီပုံပုံရွေးတဲ့နေရာကိုပဲသွားလိုက်မယ်နော်ဒီမှာကျွန်တော်ကပုံလေးတစ်ပုံကိုကျွန်တော်ရွေးပေးလိုက်မယ် မှာဆိုလို့ရှိရင်ကျွန်တော်တို့အောင်နာလေးမှာဒီပုံစံလေးပေါ့နော်ဒီ test ထည့်တဲ့အားလေးပေါ့နော်စာရေးတဲ့အားလေးပေါ့နည်းနည်းပြလိုက်ပါဘယ်ကျွန်တော်တို့ခုခုရေးရပါတော့ကျွန်တော်ဒီလက်ပံမင်းပေါ့နော်လက်ပံမင်းကိုရေးရမယ်ဒါကတော့ကျွန်တော်ရိုးရိုးပေါ့ပေါ့နော်ကျွန်တော်ဒီတော့ဘာမှမပြောသေးခင်ကျွန်တော်မြင်ရတဲ့ရိုးရိုးပေါ့လို့ဖြစ်ပါတယ်အဲ့ဒီကောင်ကျွန်တော်တို့ချိန်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ A နှလုံးပေါ့နော် capital letter small letter ပေါ့နော်အဲ့ဒီကောင်ကိုနှိပ်ပေးလိုက်ပါ နှိပ်ပြီးတော့ကျွန်တော်ဒီဘယ်ဘက်အညာဘက်ကလေကောင်အားပေါ့နော်ကျွန်တော်တို့ဒီ download ဆွဲတဲ့ခါလေးပေါ့နော်အဲကောင်လေးကိုနှိပ်ပေးလိုက်ပါနှိပ်ပြီးရင်ကျွန်တော်တို့ကခဏနေရကျွန်တော်တို့ extra လုပ်ထားတဲ့ထဲကိုသွားမယ်ပေါ့နော်အဲထဲမှာသွားပြီးတော့မှကျွန်တော်ကယူရမှာဖြစ်ပါတယ်ဒီအောက်ဘက်ကောင်လေးကိုနှိပ်ပေးလိုက်ပါဒီပေကျွန်တော်ခဏနေစပြားလေးမှထည့်ထားတာဖြစ်တဲ့အတွက်ကျွန်တော်စပြားလိုက်ရှာမယ်စပြားလေးရဲ့စပြားလေးကို check လေးလိုက်မယ် ကဲဒါပြလဲမှာကျွန်တော်ဒီဒီခဏနေရကျွန်တော်ကတော့အဲဆိုကြီးတော့ကကျွန်တော် Unicode သုံးတဲ့အတွက်ဆိုကြီးကတော့ဖြတ်ထားတယ်။ဒါဆိုလို့ရှိရင်ကျွန်တော်ရေဒီ Unicode font ဆိုတာပဲရှိမှာပေါ့နော်။အဲဒီကောင်လေးကိုချက်ရွေးလိုက်။ပါဆိုလို့ရှိရင်ဒီ font ကြီးအများကြီးပဲပေါ့နော် ီကောင်တွေဒါအကုန်လုံးရွေးပြီးတော့မှလုပ်ထားလိုက်လို့ရှိရင်နောက်တစ်ခါကျထပ်ရွေးရမှာမလို့တော့ဘောနော်ဒီ insha application တွေမှာဒီကောင်တွေလုံးလုံးအများနဲ့ညနေမှာပဲဖြစ်ပါတယ်โอเคကျွန်တော်ရွေးပြီးသွားပြီရွေးပြီးသွားရင်ကျွန်တော်ဒီမှာ position ပေါက်လေးရောက်လာပြီပေါ့เนาะอืมသူဆိုလို့ရှိရင်ဒါကျွန်တော်ပေါက်လေးတွေအလားလေးပြောင်းသွားပြီပေါ့เนาะ ကျွန်တော်ဒီပေါင်းထည့်ရတာတော့လွယ်ပါတယ်ကျွန်တော်ဒီဒီပေါင်းကကျွန်တော်တို့အမျိုးမျိုးရှိတယ်ပေါ့နော်ဒီ browser ကနေရှာပြီးတော့မှကိုချိန်နေတက်တဲ့ပေါင်းလို့ကျွန်တော်ပေါင်းအလားလေးကိုထည့်လို့ရပါတယ်ကောင်လေးဆိုလို့ရှင်ပေါင်လေးရမိုက်တယ်ပေါ့เนาะဒီကျွန်တော်တို့ဒီအဲဒီ တင်းလေးပြောင်းလဲလို့ရှိရင်ကျွန်တော်တို့ကဒါပို့ပြီးတော့မှဒီဒီဖောင့်ညာရုပ်ကြွလာမှာပေါ့နော်ဒါကတော့ဒါပင်ကိုဖောင့်ပေါ့နော်သူရဲ့ပင်ကိုဖောင့်အဲတင်းလေးပါကျွန်တော်တို့ဆက်ပြီးတော့မှရောလိုက်မယ်ဆိုရင်ဒါဒီဒီဖောင့်ရဲ့ကျွန်တော်တို့အလှပို့ပြီးတော့မှရုပ်ကြွသွားမှာပေါ့နော်โอเคပါဒါဆိုလို့ရှိရင်ကျွန်တော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะဗီဒီယိုလေးကိုအဆုံးထိလိုက်မှကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကအခုလိုပဲကျွန်တော်တို့ဒီ အသုံးဝင်တဲ့ tutorial တွေ test related tutorial တွေပြီးကြတော့ကျွန်တော် YouTube နဲ့ပတ်သက်တဲ့ tutorial ကိုကျွန်တော်မျှဝေပေးနေတာဖြစ်ပါတယ်။ဒီ video လေးကမိတ်ဆွေတို့အတွက်အကျိုးတစ်စုံတရားရှိခဲ့တဲ့ဆိုလို့ရှိရင် subscribe နဲ့ like and share လေးတွေနှိပ်ပေးသွားကြဖို့တောင်းဆိုပါရစေ။ကျွန်တော်နောက် video လေးမှာပြန်လည်ဆုံတွေ့ကြရအောင်။